မင်္ဂလာပါရှင်။စံတော်ချိန်ကပတ်စင်တဆက်ပြီးနေကြဖြစ်တဲ့ဤပညာရုံဝစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ခုပရမဆုံးတပုံနေနဲ့အနည်းယောင်ပုံမြင်တွေကိုထုတ်ပေးနိုင်တဲ့မျိုးပီစာပြောင်းပင်ကူကိုတိုက်ပန့်ပညာရှင်တွေဖန်တီးတဲ့စရကြောင့်ကိုတင်ဆက်ပေးသွားပါမယ်။ ဂျာမနီနိုင်ငံကသိပ္ပံပညာရှင်တွေဟာထွင်းဖောက်မြင်နိုင်ပြီးအနည်းရောင်ပုံမြင်တွေကိုထုတ်ပေးနိုင်တဲ့ပင်ကူတစ်မျိုးကိုမျိုးပီစာအင်ဂျင်နီယာနည်းပညာနဲ့ဖန်တီးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒီသိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးပီစာပြောင်းပင်ကူဟာခဲလွန်ရောင်ကြီးအောက်မှာအနည်းရောင်ပုံမြင်တွေကိုထုတ်ပေးနိုင်ခဲ့ပါဗျ။နိုင်ငံတကာကသိပ္ပံပညာရှင်တွေဟာပင်ကူသရဝါတွေကိုမျိုးပိစာပြောင်းလဲနိုင်ဖို့ရှေးရခင်ကလေးကကြိုးစားခဲ့ကြပါဗျ။ အခြားအင်းဆက်တွေနဲ့မတူတဲ့ဗီဇသဘာဝမျိုးရှိတယ်။ရှုပ်တွေးတဲ့မျိုးဆက်ပွားစနစ်ကိုပိုင်ဆိုင်ထားတဲ့ပင်ဂူတွေကိုမျိုးဗီဇပြောင်းပေးနိုင်ဖို့ကအတော်ခက်ခဲတယ်လို့ဆိုပါရယ်။ဒါပေမဲ့ဂျာမနီသိပ္ပံပညာရှင်တွေကတော့ CRISPR Cas9 လို့ခေါ်တဲ့မျိုးဗီဇအင်ဂျင်နီယာနည်းပညာကိုသုံးပြီးတော့အနည်းအောင်ပုံမြင်တွေကိုထုတ်ပေးနိုင်တဲ့ပင်ဂူကိုဖန်တီးပေးနိုင်ခဲ့တာပါ။ ဂျာမနီသိပ္ပံပညာရှင်တွေဟာ CRISPR Cas9 ပညာအရာအနီရောင်အလင်းထုတ်ပေးနိုင်တဲ့ပရိုတင်းတွေရဲ့မျိုးရိုးပိစားသင်္ကေတကိုပင်ကူဥတွေတွေကိုထည့်သွင်းပေးပြီးတော့အနီရောင်ပုံးမြန်ထုတ်ပေးနိုင်တဲ့မျိုးပိစားကြောင့်ပင်ကူကိုဖန်တီးပေးနိုင်ခဲ့တာပါဒီလိုမျိုးမျိုးပိသာပြုပြင်ဖန်တီးထားတဲ့ပင်ကူတွေကထုတ်ပေးတဲ့ပိုးမြင်တွေဟာလုပ်ငန်းနဲ့ပဲအများပြားအတွက်အကျိုးပြုနိုင်လိမ့်မယ်လို့သိပ္ပံပညာရှင်တွေကမျှော်လင့်ထားကြပါဗျ။ ဆက်လက်ပြီးတော့ဒုတိယတပုံအနေနဲ့ Ranger 1C Radio Line နဲ့ထုတ်လွှင့်ခဲ့တဲ့ WTNU တေးသွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့ပါမယ်။ Australia Guitar စာဆိုတော့ဖြစ်တဲ့ Yoyan Street 2ရဲ့နှစ်နှစ်ရပြည့်မွေးနေ့အထိမ်းအမှတ်ပြည့်ဥရောပအာဂါတာအေဂျင်စီဟာမေလ31ရက်နေ့မှာ Street ရဲ့ WTNU တေးသွားကိုအာဂါတာဟင်းလင်းပြင်လေးကိုထုတ်လွှင့်ခဲ့ပါတယ်။ ဥရောပအာဂါသအေဂျင်စီဟာ WTN စံနယာဒေတာကိုစပိန်နိုင်ငံအခြေဆိုင်ရေဒီယိုတယ်လီစကုပ်ကိုသုံးပြီးတော့ရေဒီယိုလိုင်းတွေအဖြစ်ပြောင်းလဲထုတ်လွှင့်ခဲ့တာပါဒီဒေတာရေဒီယိုလိုင်းတွေကိုထုတ်လွှင့်တဲ့အခါမှာတော့ဥရောပအာကာသအေဂျင်စီဟာကမ္ဘာကျုံနဲ့မိုင်ပေါင်း15ဘီလီယံအကောင်မှရှိတဲ့ Voyager 1အာကာသယာဉ်စီကိုချိန်ရွယ်ပြီးတော့ထုတ်လွှင့်ခဲ့တာပါ။ အလဲရောင်ရဲ့အမြန်နှုံးမျိုးနဲ့ခရင်နေသွားတဲ့ WTNU တချင်းရေဒီယိုလိုင်းတွေကစတင်ထုတ်လွှင့်ပြီးတော့23နာရီအတွင်းမှာပဲ Ranger 1အာကာသရှင်ကိုကြော်ဖြတ်သွားခဲ့ပါတယ်။ဥရောပအာကာသအေဂျင်စီဟာအေဂျင်စီဖွဲ့စည်းတည်ထောင်မှု290ပြည်ကိုဂုဏ်ပြုတဲ့အနေနဲ့လဲသူရဲ့ WTN News သတင်းကိုအာကာသဟင်းလင်းပြတဲ့ကိုထုတ်လွှင့်ခဲ့တာပါ ပြီးခဲ့တဲ့နှစ်ကလည်းအမေရိကန်အမျိုးသားအာကာသအေဂျင်စီဟာအမေရိကန်အမျိုးသမီးရော်ဘာမစ်စီအဲလီယော့ရဲ့ The Range ချင်းကိုရေဒီယိုလိုင်းတွေဖြင့်ပြောင်းပြီးတော့တောက်ကြကြိုစီကိုထုတ်လွှင့်ခဲ့မှုပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးတပုံအနေနဲ့ကမ္ဘာသမုဒ္ဒရာရေဒူးရဲ့20ရာခိုင်နှုန်းကျော်ရေဒူးအယောင်များပုံမှန်နှမောင်လာတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့ပါမယ်။ပြီးခဲ့တဲ့နှစ်20အတွင်းမှာကမ္ဘာသမုဒ္ဒရာရေဒူးရဲ့20ရာခိုင်နှုန်းကျော်လောက်ကပင်လယ်ရေအယောင်သွေးရာခိုင်နှုန်းပိုပြီးတော့နှမောင်လာတယ်လို့ ပြည်ထောင်နိုင်ငံပလိုင်းမောက်တက္ကသိုလ်ကသိပ္ပံပညာရှင်တွေကဆိုပါတယ်။သမုဒ္ဒရာရေရူနမ်းမောင်လာမှုဖြစ်စဉ်ဟာသမုဒ္ဒရာရေရူရဲ့အပေါ်ဆုံးလောက်အပြောင်းလဲတွေကြောင့်ရေရူတဲကိုနေရောင်ထိုးပေါက်ဝင်ရောက်နိုင်တဲ့အနက်ပေကျဆင်းသွားတဲ့ခါမျိုးမှာဖြစ်ပွားတတ်ပါတယ်။ပလိုင်းမောက်တက္ကသိုလ်သိပ္ပံပညာရှင်တွေရဲ့လေးလာတွေ့ရှိချက်အရဆိုရင်2003ခုနှစ်နဲ့2022ခုနှစ်အကြာကာလထဲမှာကမ္ဘာသမုဒ္ဒရာရေပြင်တစ်ခုလုံးရဲ့27ရာခိုင်လုံးဟာပုံမှန်ထပ်ပို့ပြီးတော့နမ်းမောင်လာတယ်လို့သိရပါဗျ သိပ္ပံပညာရှင်တွေရဲ့လေးလာချက်အရဆိုရင်ကမ္ဘာသဘောတရားရေတုရဲ့900ရာခိုင်နှုန်းတနည်းအားဖြင့်အာဖရိကတိုက်လောက်ရှိတဲ့ရေပြင်တွေမှာနေရောင်ထိုးပေါက်ကျရောက်နိုင်စွမ်းက164ပေထိရောကျသွားတယ်လို့ဆိုပါရယ်။ပြီးတော့ကမ္ဘာသဘောတရားရေတုရဲ့1.6ရာခိုင်နှုန်းနဲ့ညီမျှတဲ့ရေပြင်တွေမှာလည်းနေရောင်ထိုးပေါက်ကျရောက်နိုင်စွမ်းဟာ328ပေကျော်ထိရှော့နေသွားတယ်လို့လည်းသိရပါရယ်။ ကမ္ဘာသမုတ်တရာရေပြင်တွေပို့ပြီးနှက်မောင်လာရတဲ့အတွက်ရင်းနှီးမျိုးစိတ်တွေနဲ့သူတို့ရဲ့ဂေဟစနစ်တွေပေါ်မှာအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ဒီတစ်ပတ်ရဲ့နေပညာရေဝန်စီစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာပြသည်ရှင်နောက်ထရင်ပတ်တွေမှာလည်းအခြားစိတ်ဝင်စားဖို့ကောင်းတဲ့စာတွေကိုတင်ဆက်ပေးသွားဖို့ဖြစ်လို့စောင့်မျှကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။